Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာတော့နီးပြရူပင်အမ်မိုရင်ကဒါလီဗာပူးတင်းပွဲစဉ်အတွက်တင်းစာရှင်လင်းပွဲလှုပ်ထားတယ်ဗောလေဆိုတော့အဲ့ဒီပွဲစဉ်ကအဲ့ဒီပွဲစဉ်မတိုင်ခင်သူပြောထားတဲ့အကြောင်းအရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ပြောစရာကောင်းတဲ့အရာတွေကျွန်တော်တို့ရှိတယ်။အတိုင်းနဲ့ပဲဆိုလို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါ။နီးပြကတော့ကျွန်တော်တို့ဒါလီဆန်ဒရိုမာရီနက်စ်ကတော့ပြန်လာဖို့နီးစက်နေပြီးအသင်းနဲ့လေ့ကျင့်ခန်းတောင်မှာကျွန်တော်တို့ဒါမကြခင်ဆင်းတော့မှာဖြစ်တယ်ဗောနော်။မာဇရာဝီဘယ်နေ့ပြန်လာမလဲဆိုတာတော့ကျွန်တော်မသိသေးဘူး။ နိုင်ငံအသင်းကနေပြန်လာတဲ့ကစားမတွေကဒီပွဲကစားဖို့အတွက်အားလုံးက ready ဖြစ်နေကြပြီဆိုပြီးတော့သူပြောထားတယ်ဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင်လေချာကတော့ဒဏ်ရာပြဿနာတွေပါတယ်ဆိုတာကလည်းကျွန်တော်ကကျွန်တော်အလုံးရှိမှပြောခဲ့သလိုပဲပြီးခဲ့တဲ့နေ့တွေကဗီဒီယိုတွေမှာပြောခဲ့သလိုပဲတိုးတက်လာတယ်ဆိုတဲ့အချင်းကြီးမှာပဲကျွန်တော်ရှိနေသေးတာသူသဖြင့်တော့ဗောနော် ဒီလီချာတို့က ACL injury ရသွားတာဆိုတဲ့ခါကျတော့ဒီဇာမားတွေကိုကျွန်တော်တို့ကတေချာဂိုင်းတွေ့ဖို့လိုတယ်ဇာမားတွေပြန်လာမဲ့ရက်တွေကိုကျွန်တော်တို့ဒါတွန်းအားမပေးဘူးကျွန်တော်လူတယ်ဗောနော်မဟုတ်ရင်ပြန်ပြီးတော့ကျွန်တော်ဒုက္ခရောက်သွားရင်ဒါတိုင်ပတ်ရတာပဲကျွန်တော်ရှိမှာအဲ့တော့လီချာပြန်လာဖို့ ਨੇ ပတ်သက်ပြီးတော့ allergy တော့ ammonia ရဲ့ဘက်ကဗောနော်သူကစားဖို့အတွက်သူတွန်းအားပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်သဘောမပေါက်တာက master wing ပဲ master wing နဲ့ပတ်သက်လို့ရှိရင်ဘာကြောင့်လဲဗောနော်သဘောမပေါက်စရာကျွန်တော်ဖြစ်နေပြီဘာလို့လဲဆိုတော့အခုဟာက ဒီ United အနေနဲ့ကျွန်တော်တို့ဒီမာဇလာဝီနဲ့ပတ်သက်လို့ရှိရင် injury ပြဿနာတွေပါတယ်ဆိုတာကလေချာလို့ပါလို့ကျွန်တော်ဖြစ်တာမျိုးမဟုတ်ဘူးပေါ့နော်ဒါအပြင်ကျွန်တော်တို့စူးစူးဝိုင်းဖြစ်သွားပြီးမှကြုံသွားတဲ့ပုံစံမျိုးလည်းမဟုတ်တဲ့ခါကျတော့ကျွန်တော်ပြန်လာမယ်လို့ကျွန်တော်ထင်ထားတာပေါ့နော်ဒီမတိုင်ကလည်းပဲ journalist တွေပါရရဲ့ report တွေရဆိုရှင် မာဇာဘီတို့ပါလို့ကပြန်လာဖို့ကအားလုံးကအချင်းကြီးကောင်းလို့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲအခုတော့ကျွန်တော်အနေနဲ့ပေါ့နော်အဲဘာမှကျွန်တော်တို့သာမတိကြသေးဘူးဆိုတော့လက်ရှိမှာမာဇာဘီဘယ်နေ့ပြန်လာမလဲဆိုတာတောင်မှတိတိကျကျမသိရသေးဘူးဆိုတဲ့ပုံမျိုးကျွန်တော်ဖြစ်နေပြီ ော်အဲ့ဒီတော့ United အနေနဲ့လစ်ချာပြန်လာဖို့တာနှိစက်နေပြီမာဇာဝီဘယ်နည်းပြန်လာမလဲအတိအကျမသိရသေးဘူးဆိုပြီးတော့ MOD က confirm လုပ်သွားတယ်ကျန်တဲ့ example တွေကတော့အလုံးပဲ ready base ဆိုတော့ဒါကောင်းတဲ့တင်းပါနော်ဘာလို့လဲဆိုတော့ဒီ Casemiro တို့ဘာလို့ဆိုလို့ရှိရင်ခီးရှီကြီးတွေတွားထားရတာဗျာနော်ဘရာဇီးကနေပြီးတော့ကျွန်တော်တို့ဒါအာရှာကြီးကျွန်တော်တို့တွားထားရတာပုံဖြစ်တဲ့အတွက်အဲဒရူးအတွက်ပြန်ကစားဖို့ဆိုတော့မြူကတကယ်တမ်းက ready ဖြစ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကက်စီရိုဘာလို့ကလည်း ready ဖြစ်နေတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မထင်ပါဘူးเนาะဆိုတော့နောက်တစ်ခုကျွန်တော်အနေနဲ့လီဗာပူးနဲ့ပတ်သက်လို့ပေါ့နော်လီဗာပူးနဲ့ပတ်သက်လို့အမိုရင်းကပြောထားတယ်လီဗာပူးကိုကျွန်တော်နောက်ဆုံးရင်ဆိုင်ကစားခဲ့တဲ့ပွဲကိုကျွန်တော်ကောင်းကောင်းမှတ်မိသေးတယ်ပေါ့အဲ့ဒီပွဲမှာဆိုလို့ချင်းကျွန်တော်တို့အသင်းကတော်တော်ကောင်းကောင်းကျွန်တော်တို့ကစားနိုင်ခဲ့တာပေါ့နော်ပွဲပြီးတော့တရီရလက်ကူတောင်မှဗျာကျွန်တော်တို့ပေါ့နော်ဟိုသဘောမကျပဲဖြစ်နေတာတွေကိုကျွန်တော်တို့ပေါ့နော်မှတ်မိကြအောင်ပဲထင်နေပေါ့ဒါဟာကျွန်တော်အနေနဲ့ဘယ်လိုအသင်းမျိုးကိုမဆိုရင်ဆိုင်နိုင်စွမ်းအသင်းရှိတယ်ဆိုတာကိုမြင်သာစေတဲ့အချက်ပဲပေါ့နော် အခုလာမယ့်လေပေါင်းနဲ့ပွဲမှာလည်းကျွန်တော်တို့အဲ့ဒီတုန်းကလိုမျိုးထပ်ပြီးတော့လှုပ်ပြနိုင်မှုလိုတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်အဒီနီယာမှာကျွန်တော်တို့လေပါဦးကိုအဲ့ဒီတုန်းကကျွန်တော်တို့အန်ဖီမှာသွားကစားတုန်းကတစ်ပတ်ကို2ခုစီနဲ့တည်ကြသွားတာဗောနော်အဲဟယ်ရီမကွိုင်းယာဘယ်လိုပြောရမလဲမကွိုင်းယာအနေနဲ့ကျွန်တော်တို့ကနောက်ဆုံးလုံးဟိုသူ့အနေနဲ့မပိတ်နိုင်ခဲ့တဲ့ပွဲလေနော်မပိတ်နိုင်ခဲ့တဲ့ကျွန်တော်ပွဲတကယ်ပဲကျွန်တော်ကြည့်မယ်ဆိုရင်အဲ့ပွဲကတော်တော်လေးကိုအဆင်ပြေတယ်တော်တော်လေးလည်းကောင်းတယ်ဗောနော်အဲဖာနာဒက်စ်ရဲ့ ဝင်လေမှာကစားတဲ့ပွဲတွေမှာဆိုလို့ရှိရင်အကောင်းဆုံးပွဲတွေကတပွဲလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့ဒီပွဲမှာကျွန်တော်အနေနဲ့အဲတဲသိန်းလုံးလေးကျွန်တော်ကောင်းခဲ့တာဆိုတော့အဲ့လိုမျိုးကျွန်တော်ပြန်ပြီးတော့ပုံဖော်နိုင်ဖို့ကမလွယ်ဘူးပေါ့သူကတော့ဘယ်လိုပြောမလဲဒီလီဗာပူးနဲ့ကစားခဲ့တဲ့ကပွဲကိုပြန်ပြောတယ်ပေါ့လေဒါကလည်း fair ဖြစ်တယ်ဒါပေမဲ့ကျွန်တော် Manchester City ရဲ့ပွဲကိုဥပမာကြည့်ကြည့်ကျွန်တော် Manchester City ရဲ့ကွင်းမှာဒီဇင်ဘာတုန်းကအဲ1 2ဆိုတဲ့ရလနဲ့ကျွန်တော်ကအဝေးကွင်းမှာအနိုင်ရတယ် เนาะအနိုင်ရတယ်။အော်အဲ့တော့ငါလည်းငါတို့အချင်းကြီးကောင်းခဲ့တာပဲပေါ့။အခု Manchester City ကွင်မှာကိုရီဒုက္ခပေးနိုင်မှာပဲပေါ့။တတိစီနဲ့ကျွန်တော်ရှုံးသွားတယ်။ဆိုတော့ Liverpool ကလည်းအခုလက်ရှိ၃ဂိုးကိုမရှိ sorry ၃ပွဲဆက်တိုက်ဆိုသူတို့သူတို့အနေနဲ့ပေါ့နော်။အဲအရှုံးပွဲတွေကြုံလာတာ Liverpool ကသူတို့အနေနဲ့ပြန်ပြီးတော့ bounce back လုပ်ပြနိုင်ဖို့ကျွန်တော်လိုတယ်။ International break ပြီးမှနီးပြအာနီစတိုအနေနဲ့သူတို့မှာပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လာမှာပဲကိုအသင်းဘက်ကဘာတွေပြင်ဆင်မလဲတော့မသိဘူးဗောနော်ကျွန်တော်တို့ကပုံသေးဒီတိုင်းကြီးပဲသွားနေတာဒါပေမဲ့လို့အာနီစတိုအနေနဲ့ ကျွန်တော်တို့ဘောနော်ပါပါလေးသူပြင်ဆင်လာမလဲဆိုတာလည်းကျွန်တော်စောင့်ကြည့်ရမယ့်နေထိုင်မှုကျွန်တော်ဖြစ်နေပြီနော်အဲဒါအပြင်ကျွန်တော်တို့အဲလီဗာပူးသင်းကစားမရရဲ့ဘက်ကလည်းကိုသင်းနဲ့စတွေ့လို့ရှိရင်ဒီကောင်လေးကပို့ပြီးတော့မှကောင်းလေးရှိရပြသည်လားကိုဒီကိုအမြဲတမ်းဒုက္ခပေးတဲ့ကောင်ကြီးဆိုတော့ဆိုလီဗာပူးသင်းကိုဒီတစ်ခေါက်ကျွန်တော်တို့အနေနဲ့အဲပထမတစ်ခေါက်ကလိုမျိုးရှင်ကစားနိုင်မှုကမလွယ်ဘူးတိုးတိုးလေးပဲလီဗာပူးသင်းကိုကျွန်တော်ရင်ဆိုင်ကစားဘူးဆိုရင်ဒီချိန်ရအချိန်ကောင်းပဲဘာလို့လဲဆိုတော့ကြံတဲ့ချိန်ကြီးကျွန်တော်တို့သွားပြီးတော့ရှင်မင်းကစားမယ်ဆိုရင်လီဗာပူးကဒီတဲ့အများကြီးပူကောင်းတာ အဲ့ဒီတော့ကျွန်တော်အနေနဲ့လေဘာဦးအခုလိုတိုင်ပတ်နေပါတယ်ဆိုပြီးတော့ဖြစ်တည်အောင်ရှိနေတဲ့အခြေအနေမျိုးမှာရင်ဆိုင်ကစားရတယ်ဆိုတဲ့မျိုးကအတင်းတွက်အဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်။ကောင်းတယ်လို့ပဲကျွန်တော်ယူဆတယ်။အတင်းတင်းတင်းကိုရင်ဆိုင်ရတဲ့ကကိုခါသီးရဲ့ပြိုင်ဘက်တစ်ခုကိုကျွန်တော်ရင်ဆိုင်ရတဲ့ခါမျိုးဒီမှာသူတို့အကောင်းဆုံးရှိမနေတဲ့အချိန်မှာရင်ဆိုင်ရတာပဲကျွန်တော်ကောင်းတယ်။ဘာလို့လဲဆိုတော့လက်ရှိကိုအတင်းကအာမင်းတို့ကောင်းရင်ငါတို့လည်းကောင်းနိုင်နေကွာဆိုပြီးတော့နော်လောက်ကမောင်းခတ်ပြီးတော့ကိုဒီလည်းပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့အခြေအနေမျိုးကျွန်တော်မရှိသေးလို့ပဲ။နော်မရှိသေးလို့ပဲဆိုတော့ သူကတော့အာနီပြတယောက်အနေနဲ့ပေါ့နော်ကစားမားတွေကိုဒီလိုယုံကြည်မှုတွေပေးနိုင်တာကနော်ပေးနိုင်မှပေးဖို့ကြိုးပမ်းတာကဒါမှန်ကန်တဲ့အရာပဲအရာပဲလေပါလို့လေဆိုတော့နီးပြကိုတိုင်ကိုတောင်းမှပေါ့နော်ကိုကစားမားတွေပေါ့ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်အားလုံးကတိုင်ပတ်သွားနိုင်မယ်နီးပြကိုတိုင်ကပေါ့နော်လေပောင်းနဲ့ပွဲကိုပြီးခဲ့တဲ့ပွဲတုန်းကလို့ကျွန်တော်ကောင်းကောင်းပြန်ပြီးတော့တုံ့ပြန်နိုင်မှုလိုတယ်ဆိုပြီးတော့ပြောထားတာကဒါကောင်းတဲ့တစ်ချက်ပဲနော်အဲသူကတော့အသင်းတိုင်းကိုရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုထပ်ပြီးတော့ပြောထားသေးတယ်ဒါအပြင်သူ့အနေနဲ့ ဆန်ဂျယ်ရက်ကလစ်တို့ဘာလို့ရဲ့ဘက်ကပြီးခဲ့တဲ့ဘောနော်ဒီကာလာတွေကရက်တီတုံးကအဲ MOD နဲ့ပတ်သက်လို့ရှိရင်၃နှစ်ပြည့်မှတော့နောက်တဲ့နှစ်လောက်ဘောနော်အချိန်ဆက်ပြီးပြီးမှဟိုနီးပြရဲ့အနေအထားကိုကျွန်တော်တို့ဘောနော်ဝေဖန်တင်နေနီးပြကိုနောက်တဲ့နှစ်လောက်ပြီးအချင်းဆက်ပေးတင်နေဆိုပြီးတော့သူ့ကိုထောက်ခံထားခဲ့ကြတဲ့တွေရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့ရှင်သူကကလပ်အသင်းနဲ့ဘုတ်အဖွဲ့တွေရဲ့ဘက်ကတော့ကျွန်တော်တို့ကိုထောက်ခံနေဆိုတာနဲ့ပတ်သက်လို့ရှင်ဒါအမှန်ပဲပေါ့နော် စာဂျင်ရက်ကလစ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်တိုင်းပြောတယ်တခါတလေဆိုလို့ရှိရင်ပြ message ဒီတော့မှပို့ပြီးတော့တော့မှပြောပြောတာတွေကျွန်တော်ရှိတယ်ပေါ့အရေးကြီးဆုံးကအသင်းအတွက်ကတော့ကျွန်တော်နောက်လာမယ့်ပွဲစဉ်ဟာအရေးကြီးဆုံးပဲတိထက်ပို့ပြီးတော့ကျွန်တော်အရေးကြီးတာမရှိဘူးเนาะဒီလိုမျိုးဆူညံတဲ့နေပေါ့နိပြအနာကနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဆူညံတဲ့နေရှိနေတဲ့အချိန်မှာအရေးကြီးတဲ့သူတွေစီကနေပြီးတော့အခုလိုထောက်ခံမှုမျိုးရတာဟာတကယ်ကောင်းနေပေါ့နိပြအတွက်တော့ဒါမှမဟုတ် တကယ်ကောင်းနေကျွန်တော်တို့ပြောသလိုပဲကိုကပေါ့နော်အဲကိုယုံကြည်တာကိုလုပ်နေတဲ့အချိန်မျိုးမှာ ဟိုအဲ့ဒီຢာနဲ့ပတ်သက်လို့ယုံကြည်မှုရှိနေသေးတဲ့သူတွေရှိသေးတယ်ဆိုတာကအကောင်းဆုံးပဲကိုကတော့ကိုယုံကြည်လို့ဆိုပြီးတော့ကျွန်တော်ဆက်သွားတယ်အဲဘလို့ပဲဖြစ်နေဖြစ်နေပေါ့နော်ကျွန်တော်တို့ကိုကိုဘယ်သူမှမယုံကြည်တော့ဘူးဆိုတဲ့အခြေအနေတွေကဒါအမှောင်မှိုင်ဆုံးအနေထားတွေအခြေအနေလို့ကျွန်တော်ပြောလို့ရတယ်တို့လည်းရှိ MODing ကိုလည်းရှိမှာထောက်ခံသူရှိနေစေအ धिक ထောက်ခံသူတွေရှိနေစေအသင်းမှာအ धिक အကြပါတယ်ဆိုတဲ့သူတွေကသူ့ကိုထောက်ခံစေဆိုတာက MODing ဘက်ကကျွန်တော်ကြည့်အများကြီးကောင်းတဲ့ရပါเนาะသူ့အနေနဲ့ အခက်ခဲတွေကြုံလာရင်တောင်မှသူ့ idea တွေကိုကောင်းကောင်းနောက်ဆင်တင်မှုရော့ရော့နဲ့သူ့အနေနဲ့ပေါ့နော်ကျွန်တော်ဒါအဲဘယ်လိုပြောမလဲဖန်တီးနိုင်မယ်ပေါ့လေဆိုတော့ဒါကြောင့်ပေါ့နော်အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကသူ့ကိုထောက်ခံထားတယ်ဆိုတာနဲ့ပတ်သက်လို့သူပြောထားတယ်အဲဒါအပြင်ပေါ့နော်အဲဒီလိုမျိုးပေါ့နော်အသင်းပိုင်ရှင်တွေစီကနေပြီးတော့ထောက်ခံမှုရရှိတာကအင်မတန်ကောင်းတဲ့နေရာမှာပါတယ်ပေါ့အဲကျွန်တော်ရဲ့ပေါ့နော်ဘယ်လိုပြောမလဲအနာဂတ်အတွက် vision နဲ့ပတ်သက်လို့ရှိရင်ပထမဆုံးအနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲ အဆင်ပြေလိမ့်မယ်လို့သူခံစားရတယ်ပေါ့နော်ဒါအပြင်ဒီလိုအားပေးထောက်ခံမှုတွေကိုသူ့ရဲ့စိတ်ထဲမှာအမှန်ကန်ခံစားရတယ်ပေါ့သူ့ကိုတကယ်ထောက်ခံနေကြတဲ့သူတွေရှိတယ်သူ့ကိုတကယ်ယုံကြည်ကြတဲ့သူတွေရှိသေးတယ်ဆိုတာပေါ့နော်အဲကျွန်တော်ကိုကျွန်တော်ပေးတဲ့ဖိအားကအပြင်ကဖိအားထဲတော့မှပို့ပြီးတော့ကြီးသေးတယ်ပေါ့ပြောချင်တာကတော့လက်ရှိမှာလေပေါ့ United ဒလူတွေတိုင်ပတ်နေရလို့ဆိုပြီးတော့ပေါ့နော်မီဒီယာပေးတဲ့ဖိအားတို့ခင်ရတို့ပေါ့နော်ဟိုတခြားလူတွေပေးတဲ့ဖိအားဆိုတာကပါမွှားလေးပဲသူကကို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 အားမရဘူးကို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 ပြန်ဖိအားပေးနေတာဗျာဆိုတဲ့ပုံစံမျိုးဖြစ်နေတာဗျာ အဲ့တော့တော့ပြောထားတယ်ဒါအပြင်ပေါ့နော်အသင်းပိုင်ရှင်တွေရဲ့ဘက်ကတော့အသင်းတင်းကိုတိဆောက်ဖို့အတွက်အချိန်ယူရလိမ့်မယ်ဆိုတာကိုသိတယ်ဆိုတဲ့ပုံစံတွေထုတ်ပေါ်ပြောတာတွေကသူနဲ့ပေါ့နော်ပြိသက်တွေအတွက်အရှိတိုင်းလက်ခံစဘူးကိုလည်းသူ့အနေနဲ့အထောက်ခံအထောက်အကူဖြစ်စီတယ်ပေါ့နော်အဲအားပေးထောက်ခံမှုတွေနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောမလဲခန်းစားချက်ကောင်းနေတယ်ဆိုပြီးမြဲတယ်လို့လာမဲ့ပွဲမှာလာမဲ့ပွဲစဉ်ကိုပဲကျွန်တော်ကအာယုံဆိုင်ထားဖို့လိုတယ်ပေါ့ဒါကတော့ MOD လည်းသိတယ်ပေါ့ခဏတိုင်းလည်းသူပြောတယ်ပေါ့နော်ဘလောက်ဖေးပေါ့နော်ကျွန်တော်အနေနဲ့ ဒီအာဘိထောက်ကံမှုတွေကောင်းပါတယ်ကျွန်တော်ပြောပြောကိုဘက်ကပေါ့နော်အာဘိထောက်ကံမှုနဲ့တန်အောင်နောက်ထပ်အာဘိထောက်ကံမှုတွေရှိလာအောင်လို့ရလက်ဒီကျွန်တော်သာယူပြနိုင်ဖို့လုပ်တယ်ဒီနေရာမှာခင်ဗျားတို့ကြိုက်ချင်မှကြိုက်မယ်ကျွန်တော်တို့ကြိုက်ချင်မှကြိုက်မယ်ဒါတော့ဒါတွေအားလုံးဒီကြိုက်တာမကြိုက်တာတွေအားလုံးဒီအလုတ်ဖြစ်လာတဲ့ခါတွေကြာလို့ရှိရင်ဒဇူဒီဒီလည်းဖြစ်လာလိမ့်မယ်ဟုတ်တယ်မလားနော်အလုတ်ဖြစ်နေတဲ့အချိန်ကြီးကောင်းနေတယ်ဆိုလို့ရှိရင်ဘယ်သူမှတမှုသဘောထားကိုယ်လွှဲနေတဲ့အကြောင်းမရှိဘူးအဲ့ဒီတော့တေးကြတယ်မန်ချက်စတာယူနိုက်တက်ရဲ့နီးပြဖြစ်တဲ့သူတယောက်အနေနဲ့ ဟိုသဘောမကျတဲ့သူတွေဆိုလို့ရှိရင်လည်းရလက်တီတကယ်ထွက်အောင်လှုပ်ပြပြီးတော့ဗောနော်ငါဒီလိုလှုပ်ပြနိုင်စွမ်းရှိရဆိုတဲ့အမြင်မျိုးရိုက်သွင်းပေးနိုင်မှုကျွန်တော်လိုတယ်ဒါတွေကလည်းသူကရလက်တီဘာတွေပုံဖော်ပေးမှအဲ့ဒီလူတွေကအဲ့ဒီအမြင်တွေပြောင်းလာကြမှာနော်ဆိုတော့ဒါကြောင့်အသင်းပိုင်ရှင်ကြီးရဲ့ဘက်ကလည်းသူ့ကိုယုံကြည်ကြောင်းတွေပြောပေးထားတယ်အားပေးထောက်ခံမှုတွေရှိထားတယ်အဲ့ဒါတွေကိုလည်းသူ့အနေနဲ့ထိုက်တန်ကြောင်းနော်သူတို့ငါ့ကိုတကယ်တကယ်တန်တဲ့အရာကိုပေးတာဖြစ်ကြောင်းသူတို့စီရီနာကောင်းလို့မဟုတ်ဘဲနဲ့ငါထိုက်လို့ငါအဲ့ဒီအခြေအနေကိုယူခဲ့တာဖြစ်ကြောင်းသူပြနိုင်ရမှာဗျာ ဒါကြောင့်ညီးပြရူဘင်အမူရီနေနဲ့လာမယ့်လီဘာပူးတင်တဲ့ပွဲစဉ်ကအရင်ကြီးကြီးပါတယ်နော်လီဘာပူးနဲ့ပွဲမှာရက်လက်တော်တော်ကောင်းလိုက်မယ်ဆိုရင်တော်ကြီးအချိန်ကြီးကောင်းသွားမှာတခုကြီးတာကတော့အဝေးကွင်းသွားကစားမယ်ဆိုတော့ဗောနော်မလွယ်ဘူးပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့ဂိုးသမားလေးပြည့်တဲ့ Lemons ဗောနော် Lemons နဲ့ပတ်သက်လို့သူပြောထားတယ် Lemons နေနဲ့လီဘာပူးနဲ့ပွဲမှာပွဲထွက်ကစားလာနေရရှိသလားဗောဘယ်ကစားသမားအတွက်မဆိုမဖြစ်နိုင်ဘူးဆိုတာတော့မရှိဘူးဗောနော် အဲအပတိုင်းပွဲကစားနိုင်ဖို့အတွက်ပေါ့နော်မိမရည်သွေးလုံလောက်တယ်ဆိုတာကိုတက်တည်ပြနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့တက်တည်ပြမှလည်းကျွန်တော်ရမယ်ဒီကောင်လေးကပေါ့နော်လေပေါင်းတဲ့ပွဲမှာပွဲထွက်ကောင်ထွက်လာနေတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုတတိထားရမှာကဒီကစားမလေးဟာလူငယ်တယောက်ဖြစ်ပြီးတော့ပြိတ္တတီသဘောကြခြင်းခံနေရတယ်ဆိုတာကိုကျွန်တော်တို့ပေါ့နော်သဘောပေါက်ထားရမယ်သူဟာရှမိုက်ကယ်ဂူးသမားရှမိုက်ကယ်လူဂူးသမားဟုတ်မနေသေးဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပြိတ္တတီရဲ့ ဘာကပြီးခဲ့တဲ့စန်ဒလန်နဲ့ပွဲမှာသိတယ်မလားနော်အာရှမိုင်ကယ်လေးများလားဘာညာဆိုပြီးတော့ကျွန်တော်အပီထောက်ခံမှုတွေကျွန်တော်တို့စတန်နေမှာဒီဆိုပြီးတော့တချင်းညီပိုင်းဆိုပြီးတော့ကျွန်တော်တို့ဒါထောက်ခံထားကြတာကိုကစားမလေးကလည်းတကယ်တကယ်ကျွန်တော်တို့လူအပ်နေပါတယ်ကျွန်တော်တို့လစ်ဟာနေပါတယ်ဆိုတဲ့အရာတွေကိုသူကပြသွားတော့ပရိသတ်တွေသဘောကျတာတွေကိုခံရတယ်ဆိုတာကထိုက်တယ်နာပဲလေဒါပြီးမန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးတင်းနှစ်တင်းရဲ့ဂျားထဲမှာဗောနော်ဂက်ကွာဟာမှုတွေကြီးသွားတဲ့အပေါ်ဗောနော်သူကတော့ဒီနှစ်တင်းရဲ့တမိုင်းကတော်တော်ကိုခံထားတဲ့နေရာမှာကျွန်တော်ပါတယ်ဗောဒီကားလေးမှာ တချို့အရာတွေကအမြန်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 ဆန်ဆန်ပြောင်းလဲသွားတဲ့အရာတွေကျွန်တော်တို့ရှိတယ်။ဒါပေမဲ့လို့ကလတ်တင်နှစ်သိန်းရဲ့လမ်းတမိုင်းကြောင်းကိုပြန်ကြည့်လိုက်တဲ့ခါမျိုးတွေမှာတသိန်းကအရင်စူးွားတဲ့ကာလာတွေရှိနေတဲ့ချိန်နောက်တင်းကအရင်ကောင်းနေတဲ့ကာလာမျိုးတွေကိုပဲကျွန်တော်တွေ့ရတယ်ပေါ့။နော်ကျွန်တော်တို့ဒီနေ့ဘယ်ပွဲကိုမဆိုဘယ်အသင်းနဲ့ကိုမဆိုကျွန်တော်အနိုင်ယူပြနိုင်စွမ်းကျွန်တော်ရှိတယ်။ဒီပွဲကိုသာအနိုင်ရဖို့ကျွန်တော်စဉ်းစားကစားရင်ကျွန်တော်တို့ပွဲစဉ်တိုင်းကိုပေါ့နော်ပွဲတိုင်းကိုကျွန်တော်အနိုင်ရအောင်ကျွန်တော်တို့ဒီနေ့လှုပ်ပြနိုင်စွမ်းရှိတယ်ပေါ့။ နာဂမှာလက်ပေါင်းဦးတင်းနဲ့အဆင့်တန်းတူညီဖို့ဘယ်လောက်ကြိုးစားရမလဲဆိုတာဘယ်လောက်ကြာကြာကြိုးစားရမလဲဆိုတာတော့ကျွန်တော်မသိဘူးပေါ့နော်ယူသသားသူပြောသွားတယ်အဲလက်ပေါင်းဦးနဲ့ကွာဟမှုကကြီးမားတယ်ကြီးမားတယ်ဆိုတာကအခုလက်ရှိကွင်းတွေကနေထားတွေကကိုရီနီနဲ့ပေါ့နော်လက်ပေါင်းဦးတင်းဟာဘယ်လိမှမဆိုကောင်းပါတယ်ဆိုတဲ့ကစားမားတွေကိုဆွတ်ဆက်ပြီးတော့ခေါ်နိုင်နေတဲ့အချိန်မှာ United အနေနဲ့ ော်တော်လေးကိုရုံးကန်နေရတယ်ပေါ့နော်ကစားမတွေ recruitment ဘိုင်းဒီမှာဆိုလို့ရှင်လည်းပဲငွေမတုံးနိုင်တာเนาะအပြိုင်ဆိုင်မတုံးနိုင်တာအောင်မြင်မှုတွေမရှိတော့တဲ့အခါကစားမတွေကိုခေါ်ဖို့အတွက်ကခက်ခဲလာတာတခြားကလပ်တင်နေတဲ့ပြိုင်ခေါ်တဲ့ကံမျိုးတွေမှာကိုအသင်းကနောက်ကျနောက်ကျကြံခဲ့တော့တာအရင်တော့ကလိုမျိုးဒီအသင်းမို့လို့လာကစားကျင်နေဆိုတာမျိုးတွေအများကြီးမရှိတော့တာကျွန်တော်တို့အသင်းကတော်တော်လေးကိုတိုင်ပတ်လာပါတယ်ဒါတွေကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲပြီးနိုင်ဖို့ကတော့အမ်မိုရင်အတွက် တော်တော်ကြီးကိုကြားလိုက်မြေပေါ့နော်။ဒါမလွဲပါဘူးနော်။ဒါပြင် Sign Reclick ကအတင်းရဲ့ Academy နဲ့ပတ်သက်လို့ပြောထားတာလေးကိုလည်းသူပြင်ပြတော့ထားပါတာ။ Academy ကတော့ကျွန်တော်တို့နေပေါ့နော်။ဟိုဘယ်လိုပြောမလဲ။ဒီအဓိကတော့ဗျာနော်နော်အဲ့အဲ့ကြောင့်ကျွန်တော်ပြောကြည့်အောင်။အဓိကကဘာလဲဆိုတော့ MOD ရဲ့လက်အောက်မှာလူငယ်ကစားမတွေတိတ်မကစားရအောင်မလား။ကျွန်တော်တို့အတင်းရဲ့ Academy ကစားမတွေ။ဆိုတော့ပေါ့နော် Sign Reclick က Academy အတင်းအကြောင်းပြောခဲ့တဲ့အပေါ်ပေါ့နော်။ကျွန်တော်ထင်တယ်လူငယ်အကယ်ဒမီကဟိုဘယ်လိုပြောမလဲတိုးတက်မှုအမြဲတမ်းရှိနေရမယ့်နေရာမျိုးဖြစ်ဖြစ်ရမယ်ပေါ့နော် တို့ကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုအတူအနေနဲ့ပေါ့နော်ကျွန်တော်ကဒီလက်ရှိဒီအသင်းမှာရှိတဲ့အနေအထားမျိုးမှာအကောင်းဆုံးတော့သူမဟုတ်သေးဘူးပေါ့နော်ဒီနေရာကိုကျွန်တော်ရောက်တာ Manchester United ကိုရောက်တာကျွန်တော်တနည်းပဲရှိသေးတယ်ဒါပေမဲ့လို့ကျွန်တော်အသင်းရဲ့ရလဒ်တွေမကောင်းလို့ Academy ကိုမကောင်းဘူးလို့တော့ပြောမှာသူမဟုတ်ဘူးပေါ့နော်တို့ကောင်းမွန်တဲ့အလုပ်တွေလုပ်နိုင်သလားဆိုတာကိုကျွန်တော်ကြည့်ရမယ်သူကိုယ်တိုင်ကလည်းတူတက်အောင်ကျူးသားနေမှာကျွန်တော်ရမယ်ပေါ့ပြောချင်တာကလူငယ်ကစားမတွေကိုယ်တိုင်ကကောင်းနေမှာတူတက်နေမှာကျွန်တော်ရမှာပေါ့နော် MOD ရဲ့လက်အောက်မှာ လူငယ်ကစားမားတွေကိုမြင်ရနိုင်ကြကအများကြီးမရှိပါဘူး။ဘာလို့လဲဆိုတော့အထူးသဖြင့်အခုလိုမျိုးအခြေအနေဆိုပိုဆိုးသေးတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Amorin ဟာအချိန်ကိုဝယ်သုံးနေရတာ။ဝယ်သုံးနေရတာဆိုတာကတပွဲနိုင်နဲ့မင်းနောက်ထပ်နှစ်ပွဲကင်တယ်ဝင်ရမယ်။နော်အဲ့ဒီထဲမှာမင်းရှုံးဦးမယ်ဆိုလို့ရှိရင်အဲ့ဒီနောက်ပွဲမှာမင်းနိုင်နေတဲ့မနိုင်မင်းတိုင်ပတ်တော့မှာ။ဆိုအဲ့ပွဲလေးနိုင်သွားရင်မင်းနောက်ထပ်နှစ်ပွဲထပ်ပြီးတော့ကင်တယ်ဝင်ရှိတယ်။ဒါမျိုးဖြစ်နေတာကကျွန်တော်တို့ Green Spin နဲ့ပွဲမှာစူးစူးဝါးဖြစ်ပြီးတော့ကျွန်တော်ရှုံးသွားတဲ့အခါကျတော့ဒီသူ့ကိုထုတ်တော့မလို့ဘာလို့ဘန်လီနဲ့ပွဲမှာအချိန်မီကောင်းရင်ထုတ်မယ်ဘာညာတနည်းနဲ့ထွက်လာတယ်။ ဘန်နီနဲ့ပွဲစဉ်ကိုကျွန်တော်နိုင်သွားတယ် International Break အပြီးမှာထပ်ပြီးတော့ကင်တွေဝင်ရတယ် Manchester City ကိုကျွန်တော်ရှုံးတယ်ဟာအချိန်ကြီးတော့မကောင်းနေဘူးเนาะ Chelsea နဲ့ပွဲမှာမင်းရှုံးရင်တော့ဒူးရမယ်ထင်ပါတယ်အကန်เนาะကျွန်တော်ကျွန်မကလည်းเนาะကိုယ့်ဘက်ကိုပါနေလို့ပြောရမယ်ဒီလားเนาะကျွန်တော် Chelsea နဲ့ပွဲကိုနိုင်သွားတယ်เนาะပြီးလည်းပြီးရောကျွန်တော်နေလက်ရှိမှာဆိုလို့ရှိရင်အဲဘယ်လိုဆန်နယ်လက်ပွဲမပါလဲအဲ့မတိုင်ခင်ပါလဲဟိုတိုင်ပတ်သေးတယ်ပြီးလည်းပြီးရောကျွန်တော်နေတဲ့ဆန်နယ်လက်ကိုကျွန်တော်နိုင်ဗရန်ဖို့နဲ့ပွဲကျွန်တော်ရှုံးနေရှုံးတော့လေဟာနီးပြားကမဟုတ်ပြင်မှုဟိဘာညာ ။အော်သူအနည်းနဲ့နောက်ထပ်ပွဲကိုနိုင်ကိုနိုင်မှဖြစ်မှာမဟုတ်ရင်တော့ဒိုးရတော့မှာပဲ international break ကလည်းရောက်ပြီပေါ့။အော်ဆန်နလန်ကိုကျွန်တော်တူးစီးနဲ့နိုင်ဒါမျိုးတွေပေါ့သူအနည်းနဲ့ရလက်ထွက်ဖို့ကသာလျှင်အရေးကြီးဆုံးဖြစ်နေတဲ့အခြေအနေမျိုးမှာရလက်ထွက်အောင်လှုပ်ပေးနိုင်မယ့်သူတွေကိုပဲသူတုံးမှာပဲရလက်ထွက်အောင်လှုပ်ပေးနိုင်မယ်လို့သူယုံကြည်တဲ့ကစားမားတွေကိုပဲသူတုံးမှာသိလားမလားလူငယ်ကစားမားမို့လို့ဒီကောင်လေးကောင်းလို့ဆိုပြီးတော့ MO ရင်းမှာကအဲ့လိုလှုပ်လို့ရတဲ့အခြေအမျိုးရှိမနေဘူးသူမှာနော်လူငယ်ကစားမားတယောက်ကိုတုံးလိုက်လို့မင်းကိုဆက်မထားဘူးရလက်ကောင်းမှမင်းကိုဆက်ထားမှာ MOD ဟာ sporting မှာလူငယ် exam တွေကိုတုံးခဲ့တဲ့နေရာမှာပါတယ်ကျွန်တော်တို့လည်းပဲကို academy မှာထွက်တဲ့ exam တွေကိုတုံးစီခြင်းရတဲ့နေရာမှာပါတယ်သို့တော်လည်းပဲ MOD မှာအလောက်အချိန်မရဘူးနော်ဘလောက်ပဲ sergeant reglive ရဲ့ဘက်ကနှစ်နှစ်ပါပြောပြောညီကလို့တည်ပါတယ်ဒါယုံကြည်ခြင်းကြမကောင်းတယ်လို့လက်ရှိရလက်တီကလည်းလူငယ်ကစားမားတွေကိုထက်တုံးလို့ဆိုပြီးတော့ကြီနဲ့သွားလို့ရမယ်တယ်မှာမပါဘူးဘာလို့လဲဆိုတော့အခုလက်ရှိ menu ကိုတော့မှမတုံးနိုင်တဲ့အခြေအနေမျိုးမှာတခြားကစားမားတယောက်ကိုတုံးဖို့ဆိုတာမျိုးကတော့ခင်းရင်ပါတယ်ဆိုတော့ အတွေ့အကြုံရှိကစားမားတွေစီနီယာပလေးယာတွေကသူ့ကိုသူလိုချင်တဲ့ရလဒ်ကိုရအောင်ပုံဖော်ပေးနိုင်မယ့်သူမျိုးဖြစ်တယ်သူယုံကြည်ရတဲ့သူတွေဖြစ်တယ်အဲ့တော့သူအဲ့ဒီကစားမားတွေကိုပဲတုံးပါပါလူငယ်ကစားမားတွေကိုကျွန်တော်တို့နေတော့မတုံးဘူးဆိုတော့ကတော်တော်လေးကိုအလံဝေးပါတော့အမိုနီယာလက်ရှိအခြေအနေရဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ညီကတို့ရောဘလို့မညလဲဒါကတော့လက်ရှိမှာဆိုလို့ရှိရင်အမိုနီပြောကြတဲ့အချို့အကြောင်းဝါတွေပေါ့လေဒီအပိုင်းမှာကျွန်တော်သွားစရာလာစရာလေးတွေရှိသွားရင်လာနေနေတိုင်ပတ်နေလို့တော့တဏီကိုနေပါလေဖြစ်တယ်ဆိုတော့ကျွန်တော် live ဒီပါလေးမသွားဖြစ်သေးဘူး ဆိုတော့မနေ့ပြန်ကတော့ကျွန်တော်တို့ဒါစနီတင်နီကနေပြန်ရောက်လာပြီပေါ့နော်အဲ့တော့ဝက်ချလောင်းဒီပိုင်းလေပိုပေါ်မှာချက်မှာပြန်သွားဖို့ကျွန်တော်လုပ်မယ်ပေါ့လေမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လို့လည်းထွက်လာတဲ့သတင်းတွေကိုကျွန်တော်တို့ဒါဆွေးနွေးကြပါမယ်โอเคဆိုတော့ကြည့်ရှုပါပြီညီကိုများအားလုံးကိုကျေးဇူးများတင်ပါတယ်ဆိုတော့ဒီနေ့မှာ MODIN ပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြဆွေးနွေးကြပါအောင်နော်ဆိုတော့ channel လေးကို subscribe နဲ့တူဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ